မင်္ဂလာပါခင်ဗျရေကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးပါမယ်။ထိုင်းမြန်မာနယ်စပ်ကအချက်ပစကောင်စီရဲ့ဘလက်တူတက်စကန်ဂို KNL ပူပေါင်းတပ်တွေကအပိတသိမ့်ပိုင်မှုအတွင်လက်နက်ခဲယံအမြောင်များကိုတော်လိုင်းဤတပ်တွေကတင်စီရရှိထားသလိုစေကောင်စီတပ်သားအယောက်30ကျော်ကလည်းလက်နက်ချခဲ့ကြပြီး GNL စေကောင်စီတပ်သားအများပြားကတော့ထိုင်းနိုင်ငံဘက်အချက်ကိုတွတ်ပြေးသွားကြတယ်ဆိုပါတယ်။ နိုင်ငံရေးမှာအမှုပညာရှင်တချို့ကလွဲမှားပြီးပါဝင်နေကြတာကြောင့်နိုင်ငံကမဖြစ်တဲ့နာရီဖြစ်ခဲ့ရတဲ့ဆိုပြီးအကြံပတ်စစ်ကောင်စီရဲ့ပြန်ကြားရေးဝန်ကြီးမောင်မောင်အောင်ဆိုတဲ့သူကအပြစ်နဲ့အပုတ်ချပြောဆိုလိုက်ပြန်တဲ့အပြင်ရုပ်ရှင်ရုံတွေမှာစစ်တပ်ကအတိပေးခြင်းနဲ့အချက်တွေကိုပြသရမယ်ဆိုပြီးတော့ပါအမိန်ထုတ်လိုက်ပြန်တဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ကိုပြမအောင်တင်ဆက်ပေးခြင်းတဲ့တင်ကတော့ ။ထိုင်းမန်နေစကားအချက်ဖတ်စကောင်းစီရဲ့ဘလက်ဒူတက်စကန်ကိုကင်နလီပူပေါင်းတပ်တွေကအပိတသိမ့်ပိုင်မှုအတွေ့လက်နက်ခဲရဲ့အမြောက်များကိုတော်လိုင်းတပ်တွေကသိမ်းဆီးရရှိထားသလိုစေကောင်းစီတပ်သားအယောက်30ကျော်ကလည်းလက်နက်ချခဲ့ကြပြီးဂျန်နဲ့စေကောင်းစီတပ်သားအများပြားကတော့ထိုင်းနိုင်ငံဘက်အချမ်းကိုထွက်ပြေးသွားကြတယ်လို့ရှေ့တန်းတော်လိုင်းရဲ့သတင်းရှင်မိကရန်ကုန်ခေတ္တကိုပြောပါတယ်။ဒါကတော့ ဂျင်းပြည်နဲ့ထိုင်းမြန်မာနယ်စပ်ကစစ်ကောင်စီရဲ့တပ်စခန်းတွေကိုတကူပြီးတကူတိမ့်ပိုက်လာနေတဲ့ KNL ပူပေါင်းတပ်တွေဟာနောက်ထပ်ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ Blood Do တပ်စခန်းကိုပါမေလ23ရက်နေ့ဖြစ်တဲ့မနေ့ကပဲအပိတ်တိမ့်ပိုက်လိုက်ပြီဆိုပါတယ် အဲဒီစကန်သိတိုက်ပွဲအတွင်းစစ်ကောင်စီဘက်ကတေတဲ့ဒူတွေနဲ့တော်တော်ကိုမြားထားတဲ့အပြင်စစ်ကောင်စီတပ်သားအယောက်30ဝန်းကျင်ကလည်းလက်နက်ချအညံ့ခံခဲ့တာတွေရှိထားပြီးစကန်တဲကနေလက်နက်ခင်းရဲ့အမြောက်အများကိုလည်းတော်လိုင်းရေးတပ်တွေကတင်းစီရရှိထားသလိုဂျန်နဲ့စစ်ကောင်စီတပ်သားအများပြားကတော့ထိုင်းနိုင်ငံဘက်အချက်ကိုထွက်ပြေးသွားကြတယ်လို့ရှေ့တန်းတော်လိုင်းရေးသတင်းရင်းမြစ်ကပြောထားပါတယ်လက်ရှိမှာလည်းဂန်နလီပူပေါင်းတပ်တွေဟာ အဲ့ဒီထိုင်းမြန်မာနယ်စပ်မှာရှိတဲ့နောက်ထပ်စစ်ကောင်စီရဲ့တေဘောပိုးဝေါ်လေးကနဲလေးစတဲ့လက်ကျန်တက်စကန်တွေကိုပါဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီလို့ GNL သတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျာတဆက်ထဲမှာပဲထိုင်းမြန်မာနယ်စပ်မှာ GNL ပူပေါင်းတပ်တွေကတင်ပိုက်လိုက်တဲ့အချောက်ဖက်စစ်ကောင်စီရဲ့ဘလတ်တူတက်စကန်ကနေထိုင်းနိုင်ငံဘက်အချက်ကိုထွက်ပြေးသွားတယ်စစ်ကောင်စီတပ်သား63ဦးကိုထိုင်းစစ်တပ်ကလက်မခံမဲမြန်မာဘက်အချက်ကိုပြန်ဖို့နှင်ထုတ်နေတယ်လို့ထိုင်းမြန်မာနယ်စပ်သတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ် လက်ရှိမှာတော့ထိုင်းနိုင်ငံဘက်ကအရင်လိုစစ်ကောင်စီတပ်သားတွေထိုင်းနိုင်ငံဘက်ထွက်ပြေးလာရင်စစ်ကောင်စီလက်ထက်ပြန်လွှဲပေးတာမျိုးမလုပ်တော့ပဲအခုလက်ရှိမေလ23ရက်နေ့ဖြစ်တဲ့မနေ့ကပဲစစ်ကောင်စီရဲ့ Blood to Tuscan ကနေထိုင်းဘက်ကိုထွက်ပြေးလာတဲ့စစ်သား63ဦးကိုထိုင်းစစ်တပ်ကမြန်မာနိုင်ငံဘက်အချမ်းပြန်သွားဖို့နှင်ထုတ်နေတယ်ဆိုပါတယ်အဲ့ဒီမှာထိုင်းစစ်တပ်ကစစ်ကောင်စီတပ်သားတွေကိုပြောတာကတော့မြန်မာနိုင်ငံဘက်ကတိုက်ပွဲနဲ့လွတ်တဲ့နေရာတွေကိုကိုယ့်ဘာသာအဆင်ပြေသလိုပြန်ပြီးပြေးဝင်ကြဖို့ ਨੇ ထိုင်းဘက်ကလက်မခံဘူးဆိုတာမျိုးတွေအထိပြောပြီးနှင်ထုတ်နေတာဖြစ်တယ်လို့ လက်ရှိထိုင်းဘက်ကိုထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သားတွေကလည်းစစ်ကြောင်းတစ်ကြောင်းလုံးစာလောက်ကြီးစခန်းကိုစွန့်လာတာဖြစ်တဲ့အတွက်စစ်ကောင်စီလက်ထက်ပြန်ရင်လည်းသူတို့ဟာအရေးယူခံရမှာဖြစ်တာကြောင့်အဲ့ဒီစစ်သားတွေအကုန်လုံးဟာစုံလဲစုစားလဲယူတဲ့ပုံစံဖြစ်နေတယ်လို့ထိုင်းမြန်မာနယ်စပ်သတင်းရေးမြစ်ကပြောထားပါတယ်ခင်ဗျာတဖက်မှာတော့နိုင်ငံရေးမှာအမှုပညာရှင်တချို့ကလွဲမပီးပါဝင်နေကြတာကြောင့်နိုင်ငံကမဖြစ်တင်တာတွေဖြစ်ခဲ့ရတယ်ဆိုပြီး အကျန်းဖတ်စစ်ကောင်စီရဲ့ပြန်ကြားရေးဝန်ကြီးမောင်မောင်အောင်ဆိုတဲ့သူကအပြစ်တင်အပုတ်ချပြောဆိုလိုက်ပြန်တဲ့အပြင်ရုပ်ရှင်ရုံတွေမှာစစ်တပ်ကအသိပေးခြင်းနဲ့အချက်တွေကိုပြတ်တရရမယ်ဆိုပြီးတော့ပါအမိန်ထုတ်လိုက်ပြန်တယ်လို့သိရပါတယ်။ဒါကတော့ယမနီကရကုံမျိုးမှာပြုတ်လုတဲ့ရုပ်ရှင်ဇာတ်ကားတွေယုံတင်ပြတ်တရရေးဆိုင်ရာညှိနှိုင်းအစည်းအဝေးမှာအဲ့ဒီအကျန်းဖတ်စစ်ကောင်စီရဲ့ပြန်ကြားရေးဝန်ကြီးဆိုသူမောင်မောင်အောင်ကပြောတော့တာဖြစ်တယ်လို့သိရပါတယ်။ အဲ့ဒီစီဝေးမှာအချက်ဖတ်မမအောင်ဆိုတဲ့သူအဓိကပြစ်တင်ပြောဆိုတော့တာကတော့အမှုပညာရှင်တချို့ကကိုယ့်ရဲ့အမှုပညာလုပ်ငန်းကိုမလုပ်ဖဲနိုင်ငံရေးလုပ်ငန်းတွေမှာဝင်ရောက်ဆွတ်ဖက်လုပ်ခဲ့ကြတဲ့အတွက်နိုင်ငံမှာမဖြစ်တဲ့မဖြစ်ထိုက်တာတွေဖြစ်ခဲ့ရတယ်ဆိုပြီးပြောသွားသလိုလက်ရှိအမှုပညာရှင်တွေအနေနဲ့ပြည်သူတွေကိုစစ်ကောင်စီကပြောချင်တဲ့မန်ကန်နဲ့လမ်းကြောင်းကူတာရောက်အောင်လမ်းပြပေးရမယ်ဆိုပြီးပြောသွားပြန်တယ်လို့သိရပါတယ်။ဒါအပြင်ရုပ်ရှင်ရုံတွေမှာလည်းစစ်တပ်ကပြည်သူကိုတင်ပြခြင်းနဲ့အချက်တွေအတိပေးခြင်းနဲ့အချက်တွေကိုမဖြစ်မနေပြသဖို့လိုအပ်တယ်ဆိုပြီးတော့ပါ။ အဲ့ဒီအချက်ဖတ်စစ်ကောင်စီရဲ့ပြန်ကြားရေးဝန်ကြီးမောင်မောင်အောင်ဆိုတဲ့သူကရုပ်ရှင်အဖွဲ့တွေကိုအမိန့်ထုတ်ပြောဆိုသွားပြီးလက်ရှိမှာတော့ပြည်တွင်းမှာစစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ရုပ်ရှင်လုပ်ငန်းတွေနဲ့ဖျော်ဖြေရေးလုပ်ငန်းတွေကိုတင်းတင်းကြပ်ကြပ်ထိန်းချုပ်ထားတယ်လို့လည်းသိရပါတယ်ဒီလိုအချက်ဖတ်မောင်မောင်အောင်ရဲ့ပြောဆိုမှုနဲ့ပတ်သက်ပြီးပြည်သူတွေကတော့အမှုပညာရှင်တွေကိုပြောရမှာထက်နိုင်ငံရေးမှာစစ်တပ်ကဝင်ပါနေလို့တိုင်းပြည်ကအခုလိုတွေဖြစ်နေတာဆိုပြီးဝေဖန်ပြောဆိုထားကြတယ်လို့တချို့ကလည်း မမောင်အောင်ကတော့တနေ့ကမှရေကုန်မှာပြစ်တက်ခံရတဲ့ဗိုလ်မှူးချုပ်ချိုးထွန်းအောင်နောက်ကိုလိုက်ချင်နေပြီထင်တယ်ဆိုပြီးတော့ပါလူမှုကွန်ရက်တွေမှာမှတ်ချက်ပြုပြောဆိုထားကြပါလိမ့်ခင်ဗျတဖက်မှာတော့မကွေးတိုက်စလင်းမြို့ပေါ်ကချက်ဖက်စကောင်စီရဲ့မြို့မှာ yes scan စူပေါင်းယုံတဲ့လင်းစင် yes scan တို့ကိုတော်လန်ရေးပူပေါင်းတက်တွေကဒီကနေ့မေလ24ရက်နေ့မနက်ပိုင်းမှာပဲဝင်ရောက်တက်ခတ်ခဲ့တယ်လို့စလင်းမြို့နယ်ပကပတာဝန်ရှိသူတို့ကရေကုန်ခစ်တွေကိုပြောပါတယ်ဒါကတော့ ဒီကနေ့မေလ24ရက်နေ့မနက်အစောပိုင်း3နာရီလောက်ကပဲဇလင်းမျိုးပေါ်ကအချက်ဖက်စကောင်စီရဲ့မြို့မယက်စကန်စူပေါင်းရုံးနဲ့လင်းစင်ယက်စကန်တို့ကိုတော်လိုင်းပူပေါင်းတပ်တွေကဓပြိုင်နဲ့ဝင်ရောက်ပစ်ခတ်တက်ခတ်ခဲ့တယ်ဆိုပါတယ်အဲ့ဒီမှာနှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဟာတနအီနိဗာကြတဲ့အထိတိုက်ပွဲဖြစ်ပွားခဲ့ပြီးတဲ့နောက်စစ်ကောင်စီဘက်ကစစ်ကူတွေပါထပ်ဖြစ်ရတဲ့အထိဖြစ်သွားပြီးလက်ရှိဇလင်းမျိုးရဲ့အခြေအနေက မြို့ပေါ်ကလွဲပြီးတော့မြို့ရဲ့ပပတ်လင်မှာတော်လိုင်းရင်တက်တွေကသာနေမြေအများဆုံးထိမ့်ချုပ်ထားတဲ့အခြေအနေဖြစ်တယ်လို့စီရီကတော့တင်းမာနေတဲ့အခြေအနေမှာရှိတယ်လို့လည်းစလင်းမြို့နယ်ပကပတာဝန်ရှိသူတူကပြောထားပါတယ်ခင်ဗျာတဖက်မှာတော့ဆန္ဒရှင်စနစ်တိုက်ဖြတ်ရေးတိုက်ပွဲဝင်ဖို့မွန်ပြည်သက်ပါတီ AD နဲ့မွန်ပြည်လွတ်မြောက်ရေးတပ်တော်တို့ပူးပေါင်းပြီးရမညမွန်တပ်တော်ဖွဲ့စည်းထူထောင်လိုက်တယ်လို့အဲ့ဒီအဖွဲ့နှစ်ခုကထုတ်ပြန်ကြေညာထားပါတယ်ဒါကတော့အခု2025ခုနှစ်မေလ24ရက်နေ့ဖြစ်တဲ့ဒီနေ့မှာပဲ ဇန်နာရှင်တိုက်ဖြတ်ရေးမွန်ပြည်သက်ပါတီ AD နဲ့မွန်ပြည်လွတ်မြောက်ရေးတတော် MLA တို့ဟာဇန်နာရှင်စနစ်တိုက်ဖြတ်ရေးနဲ့ကိုပိုင်ပြားထမ်းပိုင်ခွင့်အပြည့်အဝရှိတဲ့မွန်ပြည်ပေါ်ထွန်းရေးရည်ရွယ်ချက်နဲ့နှစ်ဖွဲ့အတူတူပူးပေါင်းပြီးရာမညမွန်တက်တော်ကိုဖွဲ့စည်းလိုက်တယ်ဆိုပါလေ။အဲ့ဒီအတွက်လက်ရှိဇန်နာရှင်စနစ်တိုက်ဖြတ်ရေးမှာရာမညမွန်တက်တော်အနေနဲ့အဖိနှိတ်ခံဘွားဒူတော်လက်ရင်းမဟာမိတ်အဖွဲ့စည်းတွေအားလုံးနဲ့အတူ ဇာနာရှင်စနစ်အမြန်ဆုံးချုပ်ငိမ့်မှုအတွက်အတူတကွာပူပေါင်းတိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့လည်းအဲဒီနှစ်ဖွဲ့စလုံးရဲ့ထုတ်ပြန်ချက်မှာဆိုထားကြပါတယ်ခင်ဗျာအခုတခါဆက်ချင်တာကတော့ထိုင်းနိုင်ငံမှာအခု2025ခုနှစ်ပထမ3လအတွင်းမှာပဲမြန်မာနိုင်ငံသားတွေကကွန်ဒိုအခန်းပေါင်း400ကျော်ကိုထိုင်းဘတ်ငွေ1ဘီလီယံကျော်တန်ဖိုးအထိဝယ်ယူအသုံးပြုထားပြီးထိုင်းနိုင်ငံရဲ့ကွန်ဒိုဝယ်ယူမှုမှာဒုတိယအများဆုံးနိုင်ငံအဖြစ်စည်ရင်းဝင်နေတယ်လို့ထိုင်းသတင်းတွေမှာဖော်ပြထားကြပါတယ်ဒါကတော့ လက်ရှိထိုင်းနိုင်ငံမှာအခု2025ခုနှစ်ပထမ3လအတွင်းမှာပဲတရုတ်နိုင်ငံသားတွေကကွန်ဒိုအခန်းပေါင်း1400ကျော်နဲ့ထိုင်းဘတ်ငွေ6ဘီလီယံကျော်တန်ဖိုးအထိဝယ်ယူအသုံးပြုထားပြီးပထမနေရာမှာရှိနေတယ်လို့ဒုတိယနေရာမှာတော့မြန်မာနိုင်ငံသားတွေကကွန်ဒိုအခန်းပေါင်း400ကျော်ကိုထိုင်းဘတ်ငွေ1ဘီလီယံကျော်တန်ဖိုးအထိဝယ်ယူအသုံးပြုထားပြီးတစ်ဖက်ကတတိယနိုင်ငံနေရာမှာတော့ရုရှားနိုင်ငံရှိနေတယ်ဆိုပါတယ်လက်ရှိထိုင်းနိုင်ငံအင်ချမ်မြေတည်င်းအချက်လက်စင်တာရဲ့စုဆောင်းထားတဲ့အချက်လက်တွေအရာ ထိုင်းနိုင်ငံမှာနိုင်ငံသားတာကွန်ဒိုဝယ်ယူမှုဟာအနည်းငယ်ကျဆင်းသွားပေမဲ့တရုတ်နိုင်ငံသားတွေကတော့ပထမနေရာကနေကွန်ဒိုအများဆုံးဝယ်ယူမှုနဲ့ဥဆောင်နေပြီးမြန်မာနိုင်ငံသားတွေကတော့အခုနောက်ပိုင်းထိုင်းနိုင်ငံမှာကွန်ဒိုဝယ်ယူမှုတွေတိတိတတ်တာကိုမြင့်တက်လာသလိုဝယ်လိုအားတွေဟာညော့မသွားဘဲဆက်လက်တိုးပွားနေတယ်လို့ထိုင်းသတင်းတွေမှာဖော်ပြထားကြပါတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရုံခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်စုတင်ပါတယ်ကျွန်တော်နိုင်ငံပါ